ချစ်တော်တော်ရရှင်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာနေ့ရက်တည်းမင်္ဂလာနဲ့နဲ့ခင်းလေးဖြစ်ပါစေမိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲကျွန်တော်နေနဲ့နှုတ်ကပတော်ဝင်ကားနေတာကတော့တနာဆုံမဲ့ချင်းခံရတော်သူနော်ဒီတပတ်တော်လုံးမှာတော့ကျွန်တော်ဒီငရင်ဘေးသွားပြီးပြန်လာတဲ့ခါမှာအာငါဘာတရားလေးတွေဟောပေးရင်ကောင်းမလဲနော်ဘာကြမ်းကြက်လေးတွေနဲ့အားပေးရင်တော့ကောင်းမလဲဆိုပြီးတော့ကျွန်တော်ဆင်ခြင်မိတဲ့ခါမှာဆိုလို့ရှိရင်အာဘာပဲဖြစ်ဖြစ်တနာချင်းဆုံမဲ့ချင်းအာကရုဏာထားချင်း အကူညီခြင်းဖိမှချင်းဆိုတဲ့ဒီကြမ်းကြက်လေးတွေကိုကျွန်တော်လိုက်ရှာပြီးတော့ခြေတမိတ်ဆိုလိုနဲ့တူဒီဘုရားရဲ့နှုတ်ကပတ်တော်ကိုဝင်ငါပေးနေတာဖြစ်ပါတယ်ဒီနေ့ကတော့တနာဆုံမဲ့ခြင်းကိုခံရတော်သူတနာဆုံမဲ့ခြင်းခံရတော်သူကဘလောက်ထိအာဒီဘဝတတမှာဆိုရှင်ဝမ်းမြောက်မှုရရှိသေးတယ်เนาะကျွန်တော်တို့ကိုယ်တိုင်ကလည်းပဲတစ်ချိန်လုံးကအပြစ်ဒုစရိုက်ဆိုတဲ့မောင်မိုက်တဲကမလွတ်မြောက်နိုင်ခဲ့ပါဘူး။နောက်မီဥဖာဥဖြစ်တဲ့အာရနဲ့အေဝအပြစ်လုခဲ့ကြတဲ့ကကျွန်တော်အားလုံးကလောကမှာအပြစ်သားတွေဖြစ်တယ်။အပြစ်ရခသေးခြင်းမှန်ကိုကျွန်တော်ကလည်းပဲ မအောင်မြင်နိုင်ဘူးအဲ့ဒီချိန်တော့တဲမှာဆိုရှင်ဘုရားသခင်ကကျွန်တော်ပေါ်မှာအကျွင့်မဲ့တနာတော်မူတဲ့ဘုရားဖြစ်တယ်เนาะအဲကြောင့်တနာဆုံးမဲ့ချင်းခံအပ်ခံရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်ကဒီຢာတွေကတဲကမှာလွတ်မြောက်ခြင်းကိုရရှိပြီးတော့ကျွန်တော်ကဆိုရှင်ကယ်တင်ခြင်းစုခြေစုကိုကျွန်တော်ခံစားရတာဖြစ်တယ်ဒါကြောင့်ဖရားသခင်ရဲ့တနာဆုံးမဲ့ခြင်းကကျွန်တော်တို့အတွက်ကယ်တင်ခြင်းဆုလက်ကိုရရှိခဲ့တယ်လို့ပဲယနေ့ကျွန်တော်ဖရားသားသမီးတွေရဲ့တနာဆုံးမဲ့ခြင်းကဆိုရှင် လောကမှာရှိတဲ့ကျွန်တော်တို့ပုရောဟိတ်လူသားချင်းချင်းအတွက်ဘာတွေများဖြစ်တည်တရားဖြစ် ပေါ်ပေါက်လာမလဲဒါတွေကိုကျွန်တော်လေ့လာကြရအောင်ဒါရှင်မသက်ခရစ်မခိုင်ရင်ငါပိုင်ငယ်ခုနှစ်ကိုချိတဲ့ခါမှာတနာဆုံမဲ့တော်သူဒီမင်္ဂလာရှိအကြောင်းမူကားထိုးသူဒီတနာဆုံမဲ့ခြင်းကိုခံရကြလက်တန်းနော်ဒါတံပြန်မဲအတံပြန်ကျွန်တော်ပြန်လဲပြီးတော့ရိုက်ခတ်လာတဲ့အရာကိုတွေ့ရတယ်နော်ဒီမှာတမချမ်းသာကပြောပြောလဲဆိုတော့တနာဆုံမဲ့တော်သူဒီမင်္ဂလာရှိတယ်နော်သူတစ်ပါးကိုတနာဆုံမဲ့တယ်သူတစ်ပါးကို ဖေးမတယ်ကူညီတယ်ဆောင်မတယ်သူတစ်ပါးပေါ်မှာငဲညာတတ်တယ်တနာတတ်တယ်ကျင်နာတတ်တယ် ။နောက်ဒီအချင်းညာနဲ့ကျွန်တော်ကတော့ရှင်ရှင်တန်းပြီးတော့သူတော်ဘုရားပေါ်မှာ ပြုစုတယ်စောင့်ရှောက်တယ်ဆိုရင်မင်္ဂလာရှိတယ်တဲ့နော်။ဒါကြောင့်တနာဆုံမတ်တတ်တော်သူဒီမင်္ဂလာရှိတယ်အเจ้าမူကထိုးသူဒီတနာဆုံမခြင်းကိုခံရကြတဲ့တန်းတဲ့နော်။ဒါကြောင့်ဘုရားသခင်ရဲ့တနာဆုံမခြင်းအစစ်မှန်ကိုလည်းပဲကျွန်တော်ကအပြည့်ဝပြန်ပြီးတော့တန်ပြန်ခံစားရမှာဖြစ်တယ်။ဒါဒီနေ့ကျွန်တော်ကျွန်တော်ပြုတဲ့အရာကကျွန်တော်ပေါ်မှာတန်ပြန်ပြီးတော့တဲရောက်လာမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်လုတ်ခဲ့တဲ့အရာကမင်္ဂလာရှိတဲ့အရာကိုဆက်ပြီးတော့လုတ်ဆောင်ဖို့ရန်အတွက် အလုံးမပင်ရေးကြည့်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်အာရှင်ရကုတ်ခန်းကြီးနှစ်ပိုင်းငယ်73ကိုကြည့်တဲ့အခါမှာကရုဏာမရှိသောသူသည်ကရုဏာကိုမရဘဲတရားစင်ခြင်းကိုခံရလိမ့်မည်ကရုဏာသည်တရားစင်ခြင်းကိုအောင်၍ဝါကြွားတတ်၏ဆိုပြီးတော့ဖော်ပြထားတယ်ဒါကြောင့်ခုနချစ်ချင်းမေတ္တာခြင်းမာပြီးတော့တဏှာစုံမတ်တတ်တယ်အဲ့ဒီတဏှာဘုံမှာကရုဏာထားတတ်တယ်တဏှာဘုံမှာတဏှာချင်းကရုဏာအစိတ်အပြည့်ဝရှိတယ်ဆိုရင် အဲ့ဒီသူကတရားစီရင်ခြင်းကိုအောင်မြင်ပြီးတော့ဝါကြွားခြင်းစိတ်ရှိလိမ့်မယ်။ဘာအတွက်လဲဝမ်းမြောက်နေမှာဖြစ်တယ်ဝမ်းမြောက်နေမှာ။နော်ခုနအကျွန်တော်ကလည်းသူတစ်ပါးကိုကုညီခြင်းအပြင်သူတစ်ပါးကိုဖေးမလိုက်ခြင်းအပြင်သူတစ်ပါးကိုတနာလိုက်ခြင်းအပြင်ငဲ့ညာလိုက်ခြင်းအပြင်ကျွန်တော်မှတကယ်ကောင်းချိုးထူးတဲ့နော်ချမ်းသာကိုပြန်လဲပြီးတော့ရရှိမှာဖြစ်ပါတယ်။ဒါချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့အာလောကမှာဆိုရှင်ကျွန်တော်လူသားချင်းချင်းတူပေမဲ့လည်းပဲလူသားချင်းတွေကြားထဲမှာ တချို့ကဒုက္ခအကြီးအကျယ်ရောက်နေတာများစွာတွေ့ရနိုင်မယ်နော်များစွာတွေ့ရနိုင်မယ်အာတချို့မှာတော့ရှိအခုကျွန်တော်တို့သွားတဲ့ခါမှာနေစရာကလည်းပဲအိမ်ကမရှိဘူးပြန်လဲထူထောင်ဖို့ရန်အတွက်လည်းပိုက်ဆံမရှိဘူးနော်အာဘလိုမျိုးအသက်တာနဲ့ဆက်ပြီးတော့ရှင်တန်ရမလဲဆိုတာမသိတဲ့အချိန်တော့တည်းမှာအာကျွန်တော်တို့ဒီမှာဆိုရှင်ပြန်လဲထူထောင်ရေးအတွက်လောလောဆယ်တနည်းနည်းနည်းနေနိုင်တဲ့အိမ်ကလေးတွေကိုကျွန်တော်တိဆောက်ပေးတယ်နော်အိမ်ကလေးတွေအမိုးကာနဲ့တကားတဲ့အာကျွန်တော် ကောင်းကောင်းမွန်မွန်နဲ့တို့လုံးလုံးကြုံကြုံနေနိုင်ဖို့ရန်အတွက်နော်အာဒီအိမ်ကောင်းကောင်းလေးတွေကျွန်တော်တိဆောက်ပေးတယ်အာဒီဆောက်ပေးတဲ့ခါမှာဆိုရှင်တို့ကအလွန်မှပင်ဝမ်းသာကြတယ်တို့တွေကျွန်တော်လှုပ်ဆောင်ပေးတဲ့ခါမှာတို့ရှစ်ခိုးမတက်ပဲနော်အာတို့ကဆိုရှင်ဝမ်းသာလုံးလို့တခါတော့ရှစ်ခိုးမတက်ဖြစ်နေကြတယ်ဒါပေမဲ့ကျွန်တော်ပြောလဲတို့ကိုအီကဲတော့ကုညီလာချင်းဟာတို့ရဲ့ဘဝတတင်ခတော်တွင်တဲ့အတွက်အာမိမိမှာနေအိမ်လေးရှိသွားတယ်နော်နေအိမ်လေးရှိသွားတဲ့အတွက်ကြောင့်ဘာဖြစ်ဖြစ်ကျွန်တော်အားပေးတယ်တိုက်တွန်းတယ် ကျွန်တော်လောလောဆယ်เนาะနေထိုင်နိုင်ဖို့ရန်အတွက်အင်္ဂလိပ်ပြင်ဆင်ပေးတယ်။သို့ပေမဲ့လည်းပဲဆက်ပြီးတော့စ조사မယ်ဆိုဒီတမကတဲ့အရာတွေပြန်လဲပြီးတော့အသေးသောအရာတွေရရှိမှဖြစ်တယ်။ကျွန်တော်လည်းဆူတောင်းပေးနေမယ်။အဲ့တို့ကြောင့်စိတ်မပြတ်ပါနဲ့เนาะစိတ်မပြတ်ပါနဲ့။မြင်မြင်ပါဆိုရှင်ကြီးမာခံကြတဲ့အင်ကြီးပြိုကျသွားပြီမြင်မြင်ယခုတဲအင်လေးမှနေရပြီမြင်မြင်ဒါဘဝကဆိုရှင်မပြတ်သွားပါဘူးလို့ဘဝကဆိုရှင်တသက်တာအတွက်လည်းမဆုံးရှုံးသွားပါဘူး။ ကျွန်တော်တို့ရဲ့ခန္ဓာစိတ်ကျွန်တော်ရဲ့အသက်ရှင်တဲ့ရွေးကာလပတ်လုံးကရည်မှန်းချက်ဆိုတာမပြတ်ပြတ်ပါဘူးလို့เนาะပြန်လဲထူထောင်နိုင်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြန်လဲထူထောင်နိုင်ရေးဖို့ရန်အတွက်ယခုကတော့လက်တလောလေးပြင်ဆင်ပေးတာဖြစ်တယ်เนาะဒါကြောင့်တို့လည်းပဲသိဝမ်းသာကြတယ်အဲ့တို့ကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ပေးလိုက်တဲ့အသေးငယ်အသေးဖွဲလေးတစ်ချိန်လုံးကတို့တိုက်တာကသိန်းထောင်နဲ့ချီရှိနေမယ်တောင်းနဲ့ချီရှိနေမယ်เนาะတကယ်တိုက်ကြီးတွေကြီးလိုက်တဲ့ခါမှာသိန်းတောင်းနဲ့ချီရှိတဲ့ အိမ်နေခြံဝင်နေဖြစ်တယ်เนาะတို့ပဲမဲ့လည်းပဲအဲ့ဒီကျွန်တော်တို့ဒီခြံဝင်တဝင်းစာမေးလိုက်တဲ့ခါကျတော့ဘလောက်ရှိလဲဆိုတော့3000 3000စသည်အားဖြင့်အဲ့လောက်ရှိတယ်ဒါစကိုင်းမြို့ပေါ်မှာတော့မှာအဲဒါပေမဲ့တို့အိမ်ကလည်းပဲ3000နဲ့3000နဲ့3000နဲ့ချီရှိနေမယ်တို့ပဲမဲ့လည်းပဲအဲ့ဒါမရှိတော့ဘူးလေပြိုကျသွားပြီလောကနေဆရာမှမရှိတော့တာနေဆရာမရှိတော့ဘဲနဲ့เนาะဖြစ်သွားတဲ့ခါမှာတို့တို့အိမ်လေးတစ်လုံးလိုနေတဲ့အခါမှာပံ့ပိုးပေးတဲ့အခါမှာတို့အားလုံးတွေ့ အာရကျင်းတို့ဝမ်းမြောက်ကြတယ်နော်ဒါဒီနေ့ကျွန်တော်မှာဆိုရှင်ကရုဏာသည်တရားစီရင်ခြင်းကိုအောင်၍ဝါကြွတတ်၏တဲ့နော်ဒါကြောင့်ဘုရားသခင်ကကျွန်တော်ကိုတနာစုံမတ်တတ်တဲ့အသက်တာမျိုးနဲ့ရှင်သန်ဖို့ရန်အတွက်မိမ့်မာတော်မူတဲ့ဘုရားဖြစ်တယ်ဒါကောရိန္သုဩရစာဒုတိယဆောင်ခန်းကြီး၁ပိုင်းငယ်၃ကနေ၄ကိုကြည့်လိုက်တဲ့အခါမှာတနာချင်းကရုဏာဤအဖာတသက်တာချင်းအမျိုးမျိုးတို့ဤအရှင်ဒီဟုသောငါတို့သခင်ယေရှုခရစ်ဤခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူသည်တည်း ငါတို့ဒီဘုရားသခင်ကြီးကျေးဇူးတော်အဖြစ်ကိုယ်တိုင်တက်တာခြင်းရှိတဲ့ကဲ့သို့စင်ရဲ့ခြင်းအမျိုးမျိုးကိုခံရတော့သူတို့အားတက်တာစေနိုင်မည်အကြောင်းစင်ရဲ့ခြင်းအမျိုးမျိုးတို့၌ဘုရားသခင်သည်ငါတို့အားတက်တာစေတော်မူ၏ဆိုပြီးတော့ဖော်ပြထားတယ်။ဒါကြောင့်ဒီနေ့တရောင်နဲ့တရောင်ပေါ်မှာတက်တာခြင်းအမှုကိုပြုနိုင်ဖို့ရန်အတွက်ယနေ့ပါလို့ရှင်အလုံးမပင်ကျွန်တော်ဒီလှုပ်ဆောင်ရမယ့်အရာဖြစ်တယ်။နော်တက်တာစီရမယ်။လူကတော့ရှင်တန်ခံရပြီ။ ခံရတဲ့ဒဏ်ပေါ်မှာဆိုရှင်ပြန်လဲပြီးတော့ဖိချဖို့မဟုတ်ဘဲနဲ့သူတို့ခံရတဲ့ဒဏ်ရဒဏ်ချက်တွေပေါ်ကနေမှာဆိုရှင်တက်တာသွားဖို့ရန်အတွက်ကျွန်တော်ညီမဘလိုနီးအဖြစ်လှုပ်ဆောင်ပေးနိုင်မလဲ။เนาะဒီအချင်းညာကအလွန်အပြင်ရည်ကြည်တယ်။ငါတို့တက်တာရတက်တာရောင်ရှားဖို့ရန်အတွက်ငါဘလိုကုညီလိုက်ရင်ကောင်းမလဲ။ငါဘလိုဖေးမလိုက်ရင်ကောင်းမလဲ။ငါဘလိုစောက်ရှောက်လိုက်ရင်ကောင်းမလဲ။ဒါကြောင့်မိမိနဲ့တက်ဆိုင်တဲ့သူအိမ်နီးနာချင်းပဲဖြစ်ဖြစ်ရတူရွာသားချင်းပဲဖြစ်ဖြစ်တရွာသားချင်းပဲဖြစ်ဖြစ်တနယ်သားချင်းပဲဖြစ်ဖြစ် ကျွန်ဒုက္ခရောက်နေတဲ့ခါမှာသူ့အတွက်ငါဒါလေးလုပ်ပေးလိုက်ရင် तू ဘလို့တက်တာရတက်တာကြောင်းရသွားနိုင်မလဲဒီချင်းညာကိုကျွန်တော်ကဆိုရှင်ပြန်လဲစဉ်းစားပြီးတော့ယနေ့တယောက်နဲ့တယောက်မေတ္တာဆင်မေတ္တာမှန်နဲ့ကိုညင်နိုင်တဲ့သူတွေဖေးမနိုင်တဲ့သူတွေအားပေးနိုင်တဲ့သူတွေနှစ်သိမ့်နိုင်တဲ့သူတွေအမြဲတမ်းတနာဆုံမဲ့ချင်းပြုတ်နိုင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်နော်အားပေးရတာ ဖြစ်တယ်။ဒါကြောင့်တနာဆုံမတ်တတ်တဲ့သူကမင်္ဂလာရှိတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သင်ကိုယ်တိုင်ကမင်္ဂလာရှိတဲ့ เนาะพญาตาตมีผิดจ้องကိုယနေ့ဝင်ဝင်จွားจွားเนี่ยနေနိုင်ဖို့ရန်အတွက်သူတော်ဘာအပေါ်မှာတနာဆုံမဲ့ခြင်းမှုအမြဲပြုနိုင်တဲ့ဘုရားသခင်ဖြစ်ဖြစ်ပါစေ။ဒါဒီနေ့နောက်ကဘတော်တမဂျမ်းချက်လေး၃ချက်ကို ပြန်လဲပြီးတော့ကျွန်တော်ဖတ်စုပြီးတော့ဝိညာဉ်ခွန်အားတိဆောက်ကြရအောင်။ရှမသက်ခိုင်းငါးပိုင်းငယ်ခုနှစ်မှာတနာဆုံမဲ့တော်သူတို့ဒီမင်္ဂလာရှိကြ၏။အကြောင်းမူကားထိုသူတို့ဒီတနာဆုံမဲ့ခြင်းကိုခံရကြလက်တံ။ရှင်ယာကုတ်ခန်းကြီးနှစ်ပိုင်းငယ် 73မှာကရုဏာမရှိသောသူသည်ကရုဏာကိုမရဘဲတရားစီရင်ခြင်းကို ခံရလိမ့်မည်ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ဝါကြွားတတ်၏ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး1ပိုင်းငယ်3ကနေ4ကိုကြည့်တဲ့အခါမှာတနာဆုံမဲ့ခြင်းကရုဏာဤအဖာတတချင်းရမျိုးမျိုးတို့ဤအရှင်ဒီဟုသောငါတို့သခင်ယေရှုခရစ်ဤခမဲတော်ဖရာသခင်သည်မင်္ဂလာရှိတော်မူသည်တည်း ငါတို့ဒီဘုရားသခင်ဤကျေးတော်အားဖြင့်ကိုယ်တိုင်တက်တာခြင်းရှိတဲ့ကဲ့သို့စင်ရခြင်းအမျိုးမျိုးကိုခံရတော့သူတို့အားတက်တာစေနိုင်မည်အကြောင်းစင်ရခြင်းအမျိုးမျိုးတို့၌ဘုရားသခင်သည်ငါတို့အားတက်တာစေတော်မူ၏ဆိုပြီးတော့နှုတ်ကပတော်ရဲ့နော်ဖော်ပြချက်နဲ့တူယနေ့ကျွန်တော်အားလုံးတနာဆုံမဲ့ခြင်းကိုအမြဲပြု၍တနာဆုံမဲ့ခြင်းခံရတော့သူမင်္ဂလာရှိတော်သူများဖြစ်ဖို့ရန်တွင်ယနေ့ဒီသတင်းစကားလေးအပြင်ချစ်တဲ့မိတ်ဆွေကို အားပေးလိုက်ခြင်းဖြစ်တယ်ချစ်တော်မိတ်ဆွေများအားလုံးပါဖျက်ကောင်းကြီးချပေးပါစေ